အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့ကွာရှင်းပြီးခုနှစ်ကြာမှနောက်ဆုံးထွက်တဲ့ရခိုင်နီမိမနဲ့တာနှစ်ယောက်ကိုပြစ်ခဲ့တာနောင်တရနေတဲ့ယောက်ျားအချောင်းပြောလာတဲ့ NDA ရုပ်တံပြူပိုင်းလေးကိုအားလုံးပြန်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလေးဒီပြူပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးတဲ့ပေးကြပါအောင်ဗျာအားလုံးလေးမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာ ပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ လွေမွေတက်ရင်ကိုခေါ်သွားတဲ့အမျိုးသမီးနမယာမိမိဟုတ်တယ်။သူကလာသာလန်းနေရထင်တာပဲတယုံမလေးပဲ။တယုံမပေါ့နော်ကျမထထအသက်ကြီးပါမျက်မှန်လေးနဲ့သူတို့အဲ့အမျိုးသမီးနဲ့တက်တယ်လဲခေါ်ရတယ်။နောက်အဲ့မှာဖြစ်ပုံကထူးဆက်ခြားခြားလေးတခုတော့ရှိရဲ့။အဲ့အမျိုးသမီးကအော်သူเนี่ยမကွာရှင်းငင်ပေါ့နော်ကျမစီဘူးကျမဖုန်းနံပါတ်ဘယ်လိုရလဲမသိဘူးရန်ကုန်သူတက်ကနေလွယ်မူကနေပြန်လာလို့လားမသိဖုန်းဆက်တယ် ဖုန်းဆက်တော့သူကျမကိုလည်းညီးွားတာစုံးတာပဲတိလားအဲ့တော့သူတို့ကိုကြီးအိမ်မှာကျမတို့သူ့မိမယူရပဲလို့တွေ့ပြီးတော့တနှစ်ခွဲတနှစ်ခွဲတည်းမှာသူဆက်သွေးတာနော်အာဘောနော်စပယ်ရည်တဲ့အမတော့မှားသွားပြီတဲ့အဲ့ဒီမမမီကပြောခဲ့တာဟိုဘောနော်ကိုထိုက်ကိုသူတို့ဘလို့တွေ့ပြီးဘလို့ယူဖြစ်ကြလဲတော့မသိဘူးဘောနော်အာသူသူเนี่ยဘလို့မှ အဲသူဒီတက်တက်ထဲလိုက်သွားတဲ့အခါမှာဘလို့မှသဟဇာတာမဖြစ်တဲ့နေမြေပေါ့နော်အဲ့ဒါကြောင့်မလို့သူမှားသွားတယ်တဲ့အမှန်တော့တဲ့သူမယူသိဘူးပေါ့နော်စပယ်ကိုကြီးကိုမကြောက်ကွာရှင်းလဲဆိုတော့လေအခုသူတိလာပြီတဲ့အစတော့လေကိုကြီးကသူ့အာကျမတို့ကပဲဟိုအဖေအားကိုနဲ့အတင်းကွဲခိုင်းနေလို့ဘာလို့ပြောချင်လဲပြောရမှာပေါ့လေနော်လူတွေကကို့ပြစ်ဆိုလို့ရှိရင် ဖော့တွေးပြီးတော့သူများပြစ်ဆိုလို့ရှင်နန္နာထောင်းကြတာလူတဘာဝဒါလူတိုင်းဖြစ်တတ်တဲ့အလေအကျင့်လေးတွေပေါ့နော်အဲ့လိုဆိုတော့အာသူဘလို့မှားတဲ့အကြောင်းပေါ့နော်သူတတော်အဆင်မပြေတဲ့အကြောင်းပေါ့နော်အဲ့ဒါလေးကျမစီဖုန်းဆက်ခဲ့ဘူးတယ်ကျမလည်းပြန်စဉ်းစားတယ်နှစ်30လောက်ကြာပြီဆိုတော့လေနော်အဲ့ဒါနဲ့ကျမတော့ဘာမှပြောပါဘူးရီပဲရီနေလိုက်တယ်တိလားအဲနောက်ပြီးတော့နောက်ပိုင်းဆက်တယ်မရတော့ဘူးမရတော့ဘဲနဲ့ကျမအမျိုးသားနဲ့ကျမနဲ့ အာတရားဝင်ကွာရှင်းတဲ့အချိန်ကကျမအသက်အစိတ်မပြည့်သေးဘူးအမ်မမရရကျမဝင်နေရ April ဆိုတော့ February လာ match လာတခုပဲပေါ့နော်မပြည့်ဒါပေမဲ့25နှစ်လိုပဲထားလိုက်ပါတော့အဲ့ဒီမိမိနဲ့ကွာရှင်းတဲ့တရင်နောက်ပိုင်းအစာကြီးကျမကလည်းဆက်သွယ်များအဲ့ဒီအချိန်မှာကျမကပြည်လန်းကမာယိုတီတီစီမှာကျမဆရာမလုပ်နေပြီး ဆရာမလုံနေတယ်ကသားနှစ်ယောက်ကလည်းသားကြီးလေးကလည်း TTC မှာပဲကြောင်းတက်နေပြီသားငယ်လေးကလည်း TTC ဆံပြမူဂျူမှာပဲမူဂျူတက်နေပြီဆိုတော့ကျမအဲ့နောက်ပိုင်းအဆက်အသွယ်အဲသူတို့တရင်ကိုကိုကြီးတရင်ကိုကျမသိမရတော့ဘူးပေါ့နော်မရပဲနဲ့ကျမနဲ့ကိုကြီးနဲ့ကွာရှင်းပြီးတော့ကျမအသက်32နှစ်ခုနှစ်နှစ်ကြာတဲ့အချိန်မှာကျမကိုအခုသမီးရဲ့ဖေဖေသမီးလေးရဲ့ဖေဖေကနေပြီးတော့လာတောင်းတာ မိပါရီစီမှာအဲသူကျမကိုတွေ့တာတော့ကျမ28ကိုလောက်ခရတွေ့တာပါပဲသူကတက်ကဘုံမူလူပြိုပါလူပြိုပါလို့ဘာလို့ထဲ့ပြောလဲဆိုတော့ကျမအိမ်တော်20ပေါ့နော်အိမ်တော်20လုံးကျမလူပြိုရွေးယူတာနော်အဲအမျိုးသားဆိုလို့ရှိရင်လေဟိုမျိုးတစ်ခုလက်တောင်မှ ကျမနဲ့ကျမရဲ့ကျမနေတဲ့ကျမရဲ့နေပယ်ဝန်းကျင်မှာတစ်ခုလက်တောင် ကျွန်မနဲ့အဆက်ဆံမရှိဘူးကွာမသိဘူးပေါ့နော်အဲ့တော့ကျွန်မဘုံမူးအဲ့ဘုံမူးကဥမျိုးဥမျိုးပေါ့နော်ဥမျိုးကနေပြီးတော့မိဘတွေလာ တောင်းမိတဲ့ချိန်မှာကျွန်မကိုကြီးနဲ့ကွာရှိမိ9နှစ်ကြော်ကြော်ကာလမှာကျွန်မကျွန်မဥမျိုးနဲ့လက်ထပ်ပါတယ်ဒါအကြမ်းမြင်ပေါ့နော်ဒါပေမဲ့လက်မထက်ခင်မှာကျွန်မလက်မထက်ခင်မှာကျွန်မကမြင်နေကိုရင်သွားသေးတယ်သွားပြီးတော့ကျွန်မအတိပေးတယ်ရောက်ခမကြီးရောရောက်ကတိရော ဲ့တော့ကိုကြီးတော့ကျမမတွေ့ဘူးအဲ့ဒီအိမ်မှာပါနော်မတွေ့ရကျမသမီးလက်ထပ်တော့မယ်လို့ဆိုတော့သူတို့ကလည်းခွန်နှစ်တောင်ကြော်ပြီပဲတဲ့ဟိုပါပေါ့အာဘာမှပြောပါဘူးသူတို့ပြောစရာလည်းမလိုဘူးရှိလည်းမရှိဘူးပေါ့နော်ကျမအတိပေးခဲ့တယ်လက်မထက်ခင်လည်းလက်ထပ်ပြောကျမတို့လက်ထပ်ပြီးတော့လက်ထပ်ပြီးတဲ့အချိန်ကစပြီးတော့အင်းတိတ်အဆက်အသွယ်မရှိဘူးမရှိဘဲနဲ့ဘယ်အချိန်မှဆက်သွယ်လဲဆိုတော့တာကြီးဆယ်ရက်နှစ်ပေါ့နော်ဆယ်ရက်နှစ်မှာ အဲသူဖုန်းဆက်တဲ့အချိန်မှာသူ့လေသံတော်တော်လေးကိုဟိုပါဗောအရန်အားနေနေတဲ့အတန်မျိုးအဲ့နဲ့음ဖုန်းလာတော့ကျမကျမမျိုးသားကိုပြောတယ်ကုမျိုးကြီးကိုကြီးဖုန်းခေါ်တယ်ဗောနော်ကင်လိုက်ပါတဲ့ဆိုပြီးတော့ကျမကင်လိုက်ပါတယ်အဲဘာပြောချင်လို့လဲမသိကင်လိုက်ပါဆိုကျမကင်တယ်ကင်တော့သူဘာပြောလဲဆိုတော့သူ့သားနှစ်ယောက်အတွက်ဗောနော်သူတို့သူသူရဲ့ ကိုဒါတကူစားတိုက်ခန်းဖို့ပေါ့နော်သူ့သားနှစ်ယောက်လေးကိုပေးခြင်းနေပေါ့နော်အဲ့ဒီအတွက်ပေါ့သူပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းပြီးတော့သူအိမ်အောင်ထက်ကြနေပြီဆိုတဲ့အကြောင်းပေါ့နော်ကျမသိရလေသူတရားဝင်ယူလိုက်တာကျမနဲ့ကွဲပြီးမှကို၄ယောက်လားမသိဘူးဖြစ်နေရ ကျမတော့မမေးပါဘူးဘသူနဲ့ယူလဲလဲမမေးဘူးဘာမှလည်းငါအခုအလုပ်တွေလုပ်နေတယ်ပေါ့ဘကိုဘက်မှာဆန်ဆက်လုပ်တယ်ဆိုလားဘာလုပ်တယ်ဆိုတော့ငါမွေးမြွေလုပ်နေရဆိုလားမသိဘူးအလုပ်တွေလုပ်နေတယ်ပေါ့နော်ငါသားလေးနှစ်ယောက်ကိုငါပေးချင်လို့ဘာညာပြောကျမတော့ဘာပြောရီးနေလိုက်တယ်ဟုတ်ပြီဟုတ်ပြီပေါ့နော်ဒါပြောဖို့လားလို့ဆိုအဲ့ဒါလေးညို့ပြောပြရတာပေါ့နော်ဒါငါရဲ့အစီအစဉ် plan လေးတွေကိုညို့ငါပြောပြရတာဆိုပြီးသူဖုန်းချသွားတယ်ချသွားပြီးတော့အဲနောက်ဆုံးတစ်ခေါက်အဆက်အသွယ်ရတဲ့အချိန်မှာသူ့အိမ်ကသူဆက်လာတာမဟုတ်ဘဲနဲ့ ဟွာပေါ့သူ့အိမ်ကဆက်လာတာမိရောက်ခမကြီးပေါ့နော်ကိုကြီးဟွာမှာစေုံတင်လာတယ်တဲ့ပြီးခဲ့တဲ့ခေါက်ကလည်းစေုံတင်ပြီးသားပြန်တက်တာပါလို့ပြန်ဆင်းတယ်ပေါ့နော်ဒီတစ်ခေါက်ကတော့တဲ့မတက်တာဘူးတဲ့အချိန်ကြီးတော့မကောင်းဘူးတမီးရဲ့တဲ့ဆိုတော့အဲ့ဒါအဲ့တော့လည်းအမျိုးသားရန်ကုန်မှာရှိနေတယ်ရှိနေတော့ဦးမျိုးကလည်းရန်ကုန်မှာရှိနေတော့ဦးမျိုးကိုပြောရတာဦးမျိုးရေးအဲ့လိုပဲကိုကြီးအမေဖုန်းဆက်လာတယ်ငါစေးရုံမှာအချိန်ကြီးမကောင်းလို့ပြောတယ်ဆိုတော့သွားလိုက်ပါတဲ့ ။ဟောဦးမျိုးကရန်ကုန်မှာမရှိဘူး။အဲ့တော့ဦးမျိုးကခလာခလာဆက်ရှိဟင်္ဒရာတက်မှာ။အဲ့နဲ့တက်ကိုကျွန်မဖုန်းလက်ဆက်တယ်ပေါ့နော်။ဒီလိုဒီလိုဦးမျိုးကြီးကိုကိုကြီးအိမ်ကဖုန်းဆက်လာတယ်။စေယုံတင်လာတယ်ပြောတယ်။ပထမတစ်ကြိမ်စေယုံတက်တော့ကတော့တက်တာလို့ပြန်ဆင်းတော့ကြသူ့အိမ်ကအကြောင်းမကြားဘူးပေါ့နော်။အခုဒီတစ်ခေါက်ကတော့အချိန်ကြီးမကောင်းပြောလို့ရောက်ခမဟိုသူ့မိရောက်ခမရန်နေဖုန်းဆက်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒါဟိုဦးမျိုးလှမ်းပြောတာဆိုတော့သွားလိုက်ပါတဲ့လိုရိုင်းလုပေးလိုက်တဲ့။ကျမမျိုးသားအဲ့နဲ့ကျမသွားတော့ပင်လုံစေးုံမှာ။ အဲတော်တော်ကိုလေသူ့ရဲ့လက်လေးတစ်ခုတစ်ခုဆိုဟဲ့လောက်လေးပဲရှိတော့တယ်ဒီလက်လောက်လေးတတီလေးလက်ကလေးအလောက်လေးပဲရှိတယ်ပြီးတော့အရန်ပိန်ပြီးတော့လေအယိုးလေးတော့ငိုပါယိုးလေးတော့ငေါထွက်ပြီးတော့လေဒါပေမဲ့လက်ကသာအဲ့လောက်တတီလေးနော်ဘိုက်ကြီးကလေစိုင်းအိတ်ကြီးလို့ဖြစ်နေတာမာတောင်းပြီးတော့ပိုက်တွေကလည်းနှာခေါင်းပိုက်တွေရော စီးပိုက်တေဟောအကျောစေးသွင်းတဲ့ပိုက်တော့သူ့တကောလုံးကပိုက်တရရှုပ်ရှက်ခတ်ပြီးတော့လေကျမအဲ့ဒီစေးကိုခန်းထဲဝင်လိုက်တဲ့အချိန်မှာကျမမြင်တော့လေတော်တော်အံ့ဩရတယ်တိလားအော်ဒီလောက်တောင်ဖြစ်သွားရလားဗောနော်အဲ့ဒီအချိန်မှာစေးကိုခန်းထဲမှာဘယ်သူရှိလဲဆိုတော့နောက်ဆုံးဒီသူ့မိန်းမဗောနော်တတ်တတ်မာတဲ့နာမည်ကတတ်တတ်မာဆိုတာတတ်တတ်မာကြောင့်လဲရာဇဝင်လေးနည်းလှန်လိုက်အောင်မယ်မိုးโจမြို့ချိုးပြောတာမဟုတ်ဘူးเนาะ ဒါကတကယ်စိတ်ရင်းနဲ့ပြောတဲ့စကားကျမလှမ်းကြည့်လိုက်တဲ့အချိန်မှာအမျိုးသမီးဘယ်လောက်ရှိမလဲอืม30ပတ်ချလဲပေါ့ဟိုပြီးတော့ तू อ่ะကိုကြီးရဲ့ဂရင်ချင်းမှာကျမကိုလည်းလှမ်းမြင်အောင်ချက်ချင်းထိုင်နေနေမတက်ထားလိုက်တယ်သူ့ရဲ့အနောက်မှာယောက်ျားလေးတွေအဲ့လိုပေါ့20ပတ်ချလဲရ2ယောက်3လောက်ရှိတယ်အဲ့ဒါနဲ့အဲကျမလည်းဝင်လာရောကျမလှမ်းကြည့်လိုက်တယ်နင်ဘူးလဲလို့ကျမမေးလိုက်တယ်ဟိုအားတဲ့ ဥထရဲ့မိန်းမပါတယ်။အော်။အော်နင်ကဥထရဲ့နောက်ဆုံးယူရတဲ့မိန်းမလားဗော။ကျွန်မအဲ့တိုင်းမေးတာနော်။အဲ့ဒါလေအဲ့ဒီအမျိုးသမီးကလေခေါင်းလေးငုပ်ပြီးတော့ဟုတ်ပါတယ်တဲ့။ငါမသိလို့မေးပြစီလို့ပြောလိုက်တယ်။နင်ယောက်ျားတယောက်လုံးဒီလိုမျိုးဖြစ်သွားအောင်နင်ဘလို့ဒီအိမ်တော်တစ်ခုပြုတ်ပြီဆိုလို့ရှိလို့ရှင်။မိန်းမမှလည်းမရဝတ်တရားရှိတယ်။ယောက်ျားမှလည်းယောက်ျားဝတ်တရားရှိတယ်ကွ။အဲ့ကျွန်မသူ့မိတယ်နင်ယောက်ျားတယောက်လုံးဒီလိုမျိုး တေလူမျောပါအချိန်ကြီးထိဖြစ်သွားအောင်နေဘလို့နေခဲ့တာတော့လို့ပြောလို့မရလို့တဲ့ကျမတရင်ကကြားပြီးသားကိုကြီးကအိမ်ပေါ်တက်ကပြုတ်ကြတာတော့မှသူတို့ဟိုသူ့မယားနဲ့သူ့ရဲ့မတ်တွေအကုန်လုံးကအပေါ်မှာဖိရိုက်နေဖိရိုက်ကောင်းလုံးဖိရိုက်မပြတ်ဘူးနော်ကိုကြီးနဲ့ပတ်သက်တဲ့အဲအကြောင်းတော်တော်များအကုန်အကုန်နှီးပါလို့ကျမချုပ်ပြီးတော့ပြောလိုက်တော့မယ်ပေါ့နော်အဲ့တော့အဲဆေးရုံရောက်တဲ့ချိန်မှာ ဟိုပါပေါ့သူ့မျိုးသမီးကိုကျွန်မတွေ့ရတဲ့အချိန်မှာကျွန်မပြောလိုက်တယ်အနေဟဲလို့ကိုယောက်ျားတယောက်လုံးဒီလိုမျိုးကြည့်ပါအောင်ညင်လို့တော့မကောင်းဖြစ်နေတာလက်အရိုးပေါ်အရေးတင်တကိုလုံးအမှတကိုလုံးနဲ့ပိုက်တင်နေရောနှာခေါင်းပိုက်အစာပိုက်တွေရောအောက်ဆီဂျင်ပိုက်တွေရောခြေထောက်မှာလည်းအကျောဆေးတွေတွင်းရစီးပိုက်တွေရောလက်မာကြီးလည်းအကျောဆေးတွေနဲ့ဘလို့ဖြစ်တာလဲဟဲလို့နေဒီလောက်အချိန်နေမရောက်ခင်လို့နင်းရောက်ခမအောင်နေမပြောဘူးလားဆိုတော့ तू လဲလို့မထင်လို့တဲ့အေးပေါ့လေဒီလိုပဲပေါ့ ပြီးတော့အဲ့ဒီနောက်ဆုံးယူတဲ့မိမနာမည်ကတသက်မာတဲ့တသက်မာလေးတန်းလောက်ပဲပညာသင်မှုတဲ့ပြောတယ်။ तू ကလည်းအနိုင်ခံရတဲ့အနိုင်ခံဆိုတာကလည်းဟိုပေါ့အဖိုးကြီးတွေပတ်စံရှိရဲ့လူတွေတော်တဲ့အနိုင်ခံတော့မဟုတ်ဘူးထင်တာပဲ။ဘလို့နှိတ်ခံလာတော့ကိုယ်လည်းမသိဘူးကွယ်။ဘာလို့ဆိုဟိုတချို့မဆက်မလုပ်တဲ့အမျိုးသမီးတွေငငယ်ချောချောလှလှပပနူဖူဖူထွတ်ထွတ်ကလေးတွေကွယ်သိရမလား။ဆိုတော့အခု तू ကကြတော့တကယ်ကိုဘလို့ပြောမလဲ။ဂျာသူမပုံပေါ့ကွယ်တာဆန်ပုံပေါ့ကွယ်ပြောမယ်ဆိုရင် အဲ့ဒါနဲ့သူ့ဆက်ပြောနေလဲသူဘာမှသိမှာမဟုတ်တော့ကျမမပြောတော့ဘူးမပြောတော့ဘဲနဲ့အာဟိုပါပေါ့ကဲနေ့ယောက်ကြာဘာလို့တုံးလို့ဆိုတော့သွေးဝန်နေရမ်းသွားလို့တဲ့ပစိုးတွေရှုံးလို့မလောက်ဘူးတဲ့ဟိုပါပေါ့သူ့ရဲ့အဲ့ဒီအမျိုးသမီးရဲ့မောင်နေလဲဆေးရုံမှာတွေ့တယ်သူတို့တွေလဲတဲ့အိမ်ပြန်လျှော်လိုက်ပြန်သေးလာလိုက်လုံနေရတော့အဲ့ဒါလေးပါတဲ့အဲ့လိုအဲ့လိုလှုပ်ပေးပါတယ်တဲ့သူကသူလှုပ်ပေးတဲ့အကြောင်းပြောတာပေါ့နော်အဲ့ဒါနဲ့ကျမဘာမှပြုံးအဲ့ဒါနဲ့ကျမအိမ်ပြန်လာတယ် င်လုံးစိမ်းရောကနေပြန်လာပြီးတော့ကျမဦးမျိုးစီဖုန်းဆက်လိုက်တယ်ဦးမျိုးရေအဲ့လိုလိုပဲကိုကြီးချင်ရအလိုလိုရှိရယ်သွေးဝင်နေရမ်းသွားတော့ပစွတ်အောင်မလောက်ဘူးပြောနေတယ်အဲ့ဆိုတော့ငါပစိုးဝယ်ပြီးထပ်သွားလိုက်ဦးမယ်ဆိုကျမချက်ချင်းမဲ့ဈေးသွားတယ်ပစိုးအစည်းလိုက်ဝယ်တယ်ငှက်တိုက်ပါကင်လိုက်ဝယ်ပြီးတော့ကျမစိတ်အောင်နောက်တစ်ချိန်သွားပြီးတော့ကျမရော့အမပစိုးအစည်းလိုက်ချပြလိုက်တယ်ကဲရော့နင်တို့ပစိုးမလောက်ဘူးလားအကုန်လုံးပေးလိုတာတွေငှက်တိုက်ကစနှာခေါင်းပိုက်ထက်အဲ့မှာသူကျမကျမကိုစကားတွေပြောတယ် သူသူ့သားနှစ်ယောက်မေးတာပါကျောင်းတလေနောက်တစ်ခေါက်ခလာခဲ့မယ်လို့အခုအကုန်လုံးကကျောင်းဖွင့်ရက်ကြီးလည်းဖြစ်နေကျောင်းတက်နေရလည်းဖြစ်နေတဲ့အတွက်ကြောင့်အဲဒီကျမသွားတာကြာသာပရင်းနေထင်တယ်စနေနေ့မှခေါ်ခဲ့တော့မယ်လို့ပြောတယ်။ तू ပြောနေလက်မဲ့လေး तू ကလေရှာလိတ်နေပြီကွာတိလားရှာလိတ်နေတော့လေဘလုံးပထွေးတွေပေါ့နော်အဲ့ဒါနဲ့ကျမဒုတိယတစ်ကြိမ်အစိုးရပိုင်းအကုန်လုံးပေငှက်တိုက်တွေပေးပြီးကျမပြန်လာပြီးစနေနေ့မှကျမသားနှစ်ယောက်လုံးခေါ်သွားလိုက်တယ်။ဘာလို့လဲဆိုတော့အချိန်ကြီးကြီးရတာကတော့ပြန်ကောင်းလာဘူးတော့ကျမမမြင်ဘူးပေါ့နော်။ तू ရက် အနေအများပေါ်ပဲမူတည်တယ်။အဲ့နဲ့ခေါ်ရတဲ့ခါမှာကျမသားငယ်ကသူ့လုံးဝမသိဘူး။တနေ့ကြော်ကြော်လောက်ကလေးတွေကသူ့ဖေနဲ့꿰တဲ့အတွက်ကြောင့်သူ့လုံးဝမသိဘူးနဲ့အဲ့မေမေဘသူလိုက်ခဲ့ပါတုံတုံရဲ့သားငယ်ရဲ့လိုက်ခဲ့ပါမင်းဖေလို့ပြောပြီးခေါ်ပါတယ်။ခေါ်တဲ့ချိန်မှာဆေးဝင်နေဝင်နေချိန်မှာသူကအဲ့လောက်ရုပ်ပြက်ဆင်းပြက်ဖြစ်ပြီးတော့ဟိုအရန်ကိုလေးဟိုဘလူးခေါ်မလဲရင်ဟိုပေါ့အယိုးခောက်ကနဲ့ဆိုတော့သားငယ်ကကြောက်ပြီးတော့ကျမရဲ့နောက်ကြောမှာကတ်နေတာ။ငယ်ငယ်ငယ်ကောင်လေးကအကြီးကောင်ကတော့သူ့ဖေနဲ့သွားပါတယ်။သူကတော့ ၃နှစ်ကျော်လောက်ထိတူတူနေခဲ့တော့၃နှစ်ကျော်လေးနဲ့လောက်ထိနေခဲ့ပြီးတော့နောက်ကွဲပြီးတော့လေသူတို့ပေးတွေ့ရလေတလားတခါတွေ့တော့ဆိုတော့ तू ကသူ့ဖေနာသွားပြီး तू ညနာမကောင်းသီးလားကျမသားကြီးရလေအဲ तू တော်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 စိတ်မကောင်းဖြစ်တဲ့ပုံပါပဲပြီးတော့ तू ငိုတယ်ကျမအားကြီးကျမလည်းစိတ်မကောင်းပါဘူးပေါ့နော်တကယ်တော့လူတွေကကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ထားခဲ့ရတဲ့အဲ့ဒီဘဝကြီးကိုဖျက်ဆီးကြတာပါကိုကြီးက သူ့ရဲ့ကောင်းမွန်တဲ့ဘဝတစ်ခုလုံးရတာရဲ့သားနဲ့အဲ့ဒီကောင်းမွန်တဲ့ဘဝကို तू ကဖျက်ဆီးတာပါကျမဖျက်ဆီးခဲ့တာမဟုတ်ပါဘူးเนาะအဲ့ဒါကနဲ့ဟိုအဲ့မှာ तू तू တောင်းမှန်တယ်အများကြီးပဲ तू ပြောတဲ့စကားတွေကတော့ဘလုံးမထွေးဘော तू မိန်းမတော့နားလည်းမပုံမပေါ်ပါဘူးဒါပေမဲ့ကျမကသူ့မိန်းမနားလည်ရမနေရတယ်ကျမတိတ်ဆိုတာမဖြစ်ဘူးမေးလည်းမမေးလှည့်လည်းမကြည့်တော့ဘူးကျမသူ့ကိုကြည့် तू ပြောတဲ့အလေးကျမနားထောင်နေလိုက်တယ်ဟုတ်ပြီဟုတ်ပြီမောနေတယ်ဆက်မပြောနေတော့ရတယ်ငါနားလေတယ်လို့ပြောလိုက်တယ်အဲ့ဒါသူ့ကိုနောက်ဆုံးတွေ့ခြင်းမှာပဲ ကျမတို့သားမိရေပြန်လာပြီးတော့သုံးရက်မြောက်မှာဆုံးသွားတယ်ပေါ့နော်ဆုံးတဲ့အချိန်မှာတော့ကျမရေဝဲကိုအတူပါပုံသွားပါဘူးဘာလို့လဲဆိုတော့သူ့မိမရှိနေတဲ့သားနဲ့ကျမသွားကြမလို့ဘူးလေနော်အဲကျမမသွားတော့ဘူးအဲ့တော့သူမီးတကြိုတဲ့အထိကျမမမြင်ရဘူးပေါ့နော်ကျမမြင်လည်းမမြင်ချင်ဘူးရှင်အဲ့ဒါကျမတို့ရဲ့နောက်ဆုံးပါပဲအဲနောက်ပိုင်းဘာဖြစ်လဲဆိုတော့အဲ့မှာထူးခြားတာလေးပြောပြချင်တာဘာလဲဆိုတော့အဲ့ဒီ ဒီကိုကြီးဒီတက်တက်နောက်ဆုံးမိမတက်တက်မာနဲ့ယူကြီးယူတဲ့အချိန်မှာဗမာသွားနေရတယ်ဘကိုးဘက်မှာလို့ပဲကျမသိတာဘာမှန်းကျမမသိဘူးเนาะဘကိုးဘက်ကဘာရွာနေမလဲကျမမသိဘူးသူတို့ဘလို့နေလဲကျမမသိဘူးเนาะအဲ့ဒီမှာကိုကြီးဆုံးပြီးတော့ရက်လည်တဲ့နေ့ခုနှစ်ရက်ပြည့်ရက်နေ့မနေ့အစောကြီးကျမအိမ်မက်တာအဲ့ဒါလေးပြောချင်တာမနေ့9နိုင်ကျော်လောက်ကြီးတလားကျမတကယ်အိမ်မက်တော့အိမ်မက်လို့သာကျမပြောတာကျမတကယ်တန်းကို သူနဲ့စကားတွေပြောပြီးတော့တကယ်တမ်းဖြစ်လာတယ်လို့ခံစားရတယ်တည်လားဘလို့လဲဆိုတော့အဲ့ဒီအိမ်မက်ထဲမှာပေါ့နော်ဖုန်းလာနေကြိုးဖုန်းကြိုးဖုန်းကလာနေတခါလာရဲ့နောက်တခါထပ်လာတော့ကျမဖုန်းသွားကြိုင်နေအိမ်မက်ထဲမှာကိုကြီး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 လိုင်းမကောင်းတဲ့အတန်နဲ့ကျမဟယ်လိုဟယ်လိုလို့ထူတာလေအဲ့ဒီကြီးကြီးတန်ရဲ့ကြားပြီးတော့ဖုန်းလိုင်းကပြတ်သွားပြန်ဟောအဲ့နဲ့ကျမပြန်အိမ်ထဲပြန်ဝင်လာတယ်ပြန်ဝင်လာပြီးအိမ်ငန်းထဲပြန်ဝင်လာပြီးတော့နောက်တခါဖုန်းထပ်မြည်ပြန်ဟော အဲ့နဲ့ခုနကလေပေါ့ဘာသာမှလည်းမကြောက်ဘူးဆိုပြီးကျမကင်လိုက်တယ်။ကျမအိမ်မက်မက်တဲ့အကြောင်းပြောပြတာနော်။ကင်လိုက်တဲ့အချိန်မှာမှစပယ်လာရတယ်ကိုကြီးတဲ့ညီမလေးတဲ့ကိုကြီးပါဆိုဟဲ့ကိုကြီးနေဖျားဆက်နေရလဲပေါ့ကျမတက်အောင်တော်နေပြီတော့ငားတဲ့အခုငါနေရနေရကနေဆက်နေတာတဲ့ဟိုကမြင်းဒီကုန်းအိမ်ကိုဖုန်းဆက်တာအမေတို့စီလုံးဝဖုန်းခေါ်လို့မရလို့တဲ့အဲ့ဒါနေ့စီကိုပဲဆက်တော့နေ့စီကဖုန်းလိုင်းဝင်လို့ငါပြောစရာလေးရှိလို့အဲ့ဘာပြောမှလဲပေါ့ဆိုငါအဝတ်စားတစ်ထဲမှမပါလာလို့တဲ့ငါအဝတ်စားလေးအမေစီကယူပြီးတော့လာဖို့ပြပါလားတဲ့ အားနဲ့ဟုတ်ပြီကိုကြီးကဘာမှရှိရလဲဆိုသူတမောက်လမ်းညွန်တယ်အိမ်မက်ထမနော်လမ်းညွန်တော့ကျမအိမ်မြင်နေကိုရင်သွားတယ်အိမ်မက်ထမမြင်နေကိုရင်သွားတယ်သူ့ဝတ်စားတွေကိုဒီလိုလက်ဆွဲအိတ်အိတ်နဲ့ကျမထည့်ထည့်ပြီးတော့သူ့လမ်းညွန်တဲ့တိုင်သွားရဲချိန်မှာအိတ်လမ်းကလေဟိုကားမောင်းလို့မရအောင်ကားသွားလို့ရတဲ့လမ်းမဟုတ်ဘူးလှဲတို့စိုက်ကယ်တို့ပဲသွားလို့ရတဲ့လမ်းအဲ့နဲ့ကျမကသွားတော့ကားနဲ့သွားတယ်ကားကိုအိတ်လမ်းမင်းမှာရက်ပြီးတော့သူကလမ်းကြောညွန်တဲ့ဟာလေးကြည့်တဲ့အခါကျတော့ဟိုလှဲတို့နွားလှဲတို့စိုက်ကယ်တို့နဲ့ပဲသွားလို့ရရဆိုအဲ့မှာကျမစိုက်ကယ်တစ်စီးကိုကောက်စီးပြီးသွားတာအဲ့နဲ့ရောက်တဲ့ချိန်မှာဘာလဲဆိုတော့ ခြောက်ကြီးခြားနေတယ်ကျမဒီဘက်ကန် तू ကဟိုဘက်ကန်ကျမတို့လှမ်းမြင်နေရတယ်နော် तू ရက်နေရဲ့နေရာအဲ့မှာဖျားစီတွေတစ်ခုရှိတယ်ညောင်မင်းကြီးနဲ့အဲ့မှာခြောက်ခေါင်းလောင်းတန်လေးတွေကစာကျမဒီဘက်ကန်လှမ်းကြားနေရဒါပေမဲ့အဲ့ဒီခြောက်ကခြောက်ကဘယ်လိုလဲဆိုတော့ဟိုလမ်းလျှောက်လို့သွားလို့ရတဲ့ခြောက်မဟုတ်ဘူးသိလား तू ကတံတားလည်းမရှိဘူးခလင်းနဲ့သွားရင်ရတယ်ကျမရှိမှလည်းလူအချို့လှေနဲ့သွားနေကြတာအဲ့နဲ့ကျမလှမ်းမြင်ရတဲ့အချိန်မှာ तू ကလေစွတ်ကျဲစုပ်လေးနဲ့ပစိုးကလေဒီကိုလုံးရေရေဆူရွှဲယူဒူးစစ်လောက်လေးဝတ်ထားတယ် အဲ့နဲ့ကိုကြီးရေဒီမှာနေ့ရဲ့အဝတ်စားနေမှာတာငါလာပို့တယ်အဲ့တော့ငါနေ့ဘက်ကဘလို့ကူးလာမလဲပေါ့ကျမအမေရဲ့ခါ तू ကကျမကိုဘာပြောလဲဆိုတော့နေကူးလာလို့မရဘူးတဲ့ငါနေအောင်နေလာလို့မရဘူးတဲ့ဒါပေမဲ့ငါဒီမှာရှိအဲ့အဝတ်စားအိတ်ကိုအဲ့ဒီဘက်ဒီဘက်ကျမရက်နေတဲ့အကမ်းပတ်မှာပဲခြာခဲတဲ့ငါလောငါလာယူမယ်ပေါ့နော်အမေတို့ကိုပြောပေးပါတဲ့ငါဒီမှာရောက်နေတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲအဲ့ဒါငါအဝတ်စားမပါတဲ့အကြောင်းပြီးတော့ငါငါငါအမေကိုပြောစရာကြီးလေအများကြီးရှိနေသေးတဲ့အကြောင်းလေးငါပြောချင်လို့ပါဆိုပြီးတော့ကျမအဲ့ရလန့်လို့ပါဟိ လက်နိုးကနိုင်ကြည့်တဲ့အချိန်မှာ6နိုင်ရဲ့10မိနစ်အထိမနက်မနက်6နိုင်နဲ့10မိနစ်အထိပေါ့နော်အဲ့ဒါကျမအဲ့ရကနေကျမလက်နိုးတဲ့အချိန်မှာလေကျမလေအဲ့ရကပက်လက်မလန်နေမယ်ကျမငုံလူကြီးထိုင်နေတာတိလားချွေးလက်ထွက်လို့ကျမတို့ဘလုံးတိလားအေကုန်းကနေမှကျမချွေးလက်ထွက်ပြီးကျမစဉ်းစားတယ်အေးငါအခုပဲကျမကျမရဲ့ပုံစံဘယ်လိုလဲဆိုတော့တနေ့ကနေအဝေးတွားတွားကြီးပြန်ရောက်လို့မောပန်းနေတဲ့လူတယောက်လို့ကျမဖြစ်နေတာတိလားကျမအရင်အံ့ဩဝါပြီးတော့လေကျမတခါလေအိတ်ခမ်းနဲ့ထထိုင်ထွက်လိုက်တယ်ထထိုင်ပြီးတော့ကျမ အိမ်ရှိဧကန်တော့ထွက်လက်ထွက်ကောကျမအမေကမနေ့9နာရီတိုင်းဖះဖို့ပြုတယ်မနေ့အိုင်ဝန်ဆုံးဖះကိုကတ်နေကြဆိုတော့အဲ့ဒါနဲ့ဖះကောင်ကျမတက်သွားလိုက်ကောဖះကနေမှမမေက9နာရီထားတော့6နာရီကျော်ဆိုပြီးတော့ပြီးနေပါပြီအဲ့ဒါနဲ့အမေကိုသွားပြီးမရမကအမေကြေးစီတာမထူရသေးဘူးကျမသွားလိုက်တယ်ပေါ့နော်အမေကိုပြောပြချင်လို့လေကျမအဲ့ဒီအကြောင်းလေးကို